မမာပြည်မအထိလက်နဲ့ဩဇာရှိထွက်လာနိုင်တဲ့ဟုတ်ပါအလုံးမဲ့မင်္ဂလာပါ Philosophy ရှင်တွေကလည်းပြင်ပြီးဆက်နေတယ်နွေဦးတော်လင်းအတွင်းမှာပေါ်ပေါက်လာတဲ့လက်နဲ့ကင်ရေးမဲစားမှုဟာတိုင်းရင်သားလက်နဲ့ကင်အဖွဲ့စည်းတွေအတွက်ထူးခြားတဲ့အပြောင်းအလဲတစ်ခုကိုဖြစ်စေခဲ့ပါတယ်တိုင်းရင်သားလက်နဲ့ကင်အဖွဲ့စည်းတွေအတွက်မှာရှင်းပြနေအတွင်းတင်လင်မြင့်အချိဖတ်ချမ်းကဝနေလို့ခေါ်လိရှိကြတဲ့ဝတိုင်းရင်သားလက်နဲ့ကင်အဖွဲ့စည်းတွေဖို့နွေဦးတော်လင်းမှာတိုက်ရိုက်မပါဝင်ပေမဲ့ဘုံကံမှုတမိုင်းမှာဘာမှမရခဲ့ဘူးတဲ့အနေထားအဆင့်တစ်ခုထိ ိုးတက်တက်လန်းနိုင်တာကိုတွေ့မြင်ရပါတယ်။ဝါနေမြေကိုတီရှာလွတ်လွတ်သောနေမြေတိုင်းပြည်တစ်ခုလိုမြန်မာနိုင်ငံအတွင်းကတီရှာကဘာငယ်တစ်ခုလိုပိုင်ဆိုင်ထားတဲ့ဝါပြည်သီးစဉ်ရေးတက်မတော် UWSA ဟာနေဦးတော်လင်ရဲ့အခင်းချင်းမှာဘလို့အစင်းနေမြေကိုတက်လန်းနိုင်ခဲ့ပြီလို့ယူဆပါတယ်လေ။ဝါဟာမြန်မာလက်နက်ကိုင်ပိုကင်မွန်အခင်းချင်းမှာလက်နက်ထုံရောင်းတဲ့အဆင့်ကိုတဖြည်းဖြည်းတိုးတက်ရောက်ရှိလာတယ်လို့စစ်လက်နက်ထောက်မဲ့ပြီးဩဇာမွေးမြူနိုင်တဲ့အဆင့်တန်းထိရောက်ရှိလာပါတယ်။ဒါကလက်နက်ဈေးကွက်သစ်ဖြစ်ထွက်မှုမှာ ခြေအနေနဲ့အချိန်ခါကပေးတဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ဒါကိုဝါကကောင်းကောင်းရရှိထားနိုင်တာတွေ့ရပါတယ်။အဲ့လိုပြောလို့ဝါတွေဟာမြန်မာနိုင်ငံရေးမှာလူရည်လေလာပြီလားလို့ပြောရင်အခင်းချင်းကိုသူတို့နားလေသဘောပေါက်လာနိုင်တယ်လို့ပြောနိုင်ပါတယ်။မြန်မာနိုင်ငံရေးဒလိကိုနားလေသဘောပေါက်မှုမှာဝါတွေအတွက်ခင်းရင်နေသိရင်တော့လက်နဲ့အေးရာနဲ့လက်နဲ့ကင်အာနာအဝိုင်းဝန်းမှာကျွေးရည်နေသူတွေဖြစ်နေတယ်လို့ပြောနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဖြစ်တွင်းလာတဲ့လက်နဲ့ကင်အခင်းချင်းအစ်မှာ တရှင်ကတော်လဲပုံငယ်ခဲ့တဲ့တမုံဖွေစစ်တစ်ခုဟာအခုတော့ဗမာပြည်မကနိုင်ငံရေးလက်နက်ကအဖွဲ့အစည်းတွေတက်မျိုးလဲအကောစရာဖြစ်လာတဲ့အဆင့်တက်ထိရောက်ရှိလာပါတယ်။ဒါကမြန်မာတော်လဲမှုပုံငယ်မှုတမိုင်းမှာအင်းအုပ်ဖွေရာဖြစ်ရလို့ပြောနေပါတယ်။ဒီကနေ့ကာလဖြစ်ထွန်းနေတဲ့လက်နက်ကင်အခင်းကျင်းသစ်ဖြစ်ထွန်းမှုမှာလက်နက်အထောက်ပံ့အားတာဝန်သူဟာဩဇာကိုတိဆောက်လာနိုင်တယ်ဆိုတာထင်ရှားပါတယ်။ဝါတွေဟာသူဝတ်တဲ့နည်းနဲ့ပြည်မနဲ့တိုင်းရင်းသားနေတချို့ပေါ်မှာ လက်နဲ့အင်အားနဲ့ဩဇာတိဆောက်လာနိုင်စပြူလာနိုင်တာကိုတွေ့ရပါတယ်။လက်နဲ့ကင်မလူရောင်ဝင်တဲ့အခြေအနေမျိုးမှာလက်နဲ့အင်အားကြီးတဲ့သူဟာဩဇာကြီးတာမဆင်းပါဘူး။မြန်မာနိုင်ငံဟာတရုတ်ရဲ့တိုက်ရိုက်ဩဇာတရားမှုအောက်ကိုတင်းပြကျပြရောက်ရှိလာတယ်လို့တရုတ်ကြောထောက်နောက်ခံပြူထားတဲ့လက်နဲ့ကင်အဖွဲ့စင်းတွေနဲ့မြန်မာနိုင်ငံရဲ့စီရေးအခြေအနေတွေကိုကစားကွက်ထွန်နိုင်ခွင့်ရရှိမှုပုံမှန်များလာပါတယ်။မြန်မာနိုင်ငံမှာလက်နဲ့ကင်လင်းစင်ပုံမှန်ရေးပန်းစားလာလေလေတရုတ်ရဲ့ဩဇာခံအဖြစ်ဘုံမှုရောက်ရှိလာလေလေလို့ပြောနိုင်ပါတယ်။ အခုဆိုရင် new dollar ရင်းအတွင်းမှာပေါ်ပေါက်လာတဲ့ပြည်သူမျိုးလင်းချက်တအုပ်ဖြစ်တဲ့ UNG ကိုယ်တိုင်ကလည်းတရုတ်ကိုလွှဲဆွေမှုအခွင့်အရေးနေလာပါပြီ2021နှစ်စာပိုင်းမှာပေါ်ထွက်လာခဲ့တဲ့ UNG ရဲ့လေတယ်နေနဲ့အခု new dollar ရင်း၃နှစ်ပြည့်ခါနေမှာနားထောင်ရတဲ့ UNG ရဲ့လေတယ်ကမတူညီတော့ပါဘူးနည်းနည်းကွေးပြတယ်လို့တောင်မပြောနိုင်ပါဘူးအတော်ကြီးကွေးပြလာတယ်ဆိုတာသိတာပါတယ်လူထုတော်လင်းရင်အင်အားစုတွေကနေပေါ်ထွက်လာတာဆိုတဲ့ UNCC ကိုယ်တိုင်ကတရုတ်ပေါ်လေတယ်ပြောင်းပြီးတရုတ်ကွန်မြူနတီပါတီရဲ့အမျိုးသားညီလာခံမှာ ထုတ်ပြင်တဲ့သဘောထားကိုကြည်ရှင်းအပြင်တိတာထင်ရှားလွန်းလာပါတယ်။လက်နက်ကင်ဒေါ်လဲကိုထောက်ခင်တဲ့နိုင်ငံရေးအစုဖွဲ့တွေဟာတရုတ်မျက်စိစပင်မွေးမစုအောင်နေနေရတဲ့အခြေအနေကိုရောက်လာတယ်ဆိုတာပြီးခဲ့တဲ့2020ခုကတည်းကတိတာလွန်းလာပါတယ်။အဲ့ဒီမှာအင်ယူဂျီကလည်းတရုတ်ငကားကြီးကိုလုံးတစ်ချက်တွန့်လိုက်ခြင်းကိုမိမိတို့အတွက်မျိုးလင်းချက်ဖြစ်အောင်အရေးကြီးကြည့်နေရတဲ့သဘောကိုတွေ့လာရပါတယ်။တရုတ်နောက်ခံထားတဲ့လက်နက်ကင်အဖွဲ့အစည်းကြီးဖြစ်တဲ့ဝက်ပြေသူစုညီရဲတက်မတော်ဟာ မြန်မာလက်နက်ကိုင်အခင်းချင်းတင်မှာနောက်ွယ်ကမမြာတော့လက်ဖြစ်လာပါတယ်။ဝါရီအနေနဲ့မြန်မာနိုင်ငံရေးကိုတိုက်ရိုက်ဩဇာတက်ရောက်တာမျိုးမရှိပါဘူး။နောင်လေးရှိလာဖို့ခေရဲပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရေးနေပြည်တော်မှာဝါရီရဲ့လက်တက်ခြေတံမချိနိုင်ပေမဲ့ပြည်မရဲ့လက်နက်ကင်အခင်းချင်းတင်မှာတော့ဝါရီရဲ့လက်တက်ခြေတံဟာတဖြည်းဖြည်းနဲ့ကြီးပြင့်လာပြီလို့ပြောနိုင်ပါတယ်။2020ှခုနှစ်မှာလေပြည်တွင်းလက်နက်ကင်ပုံကမှုဒီရဟာတိုးတက်ပြောင်းလဲနေဦးမှာဖြစ်ပါတယ်။2025ခုနှစ်လောက်အထိ စည်ရရအပြန့်ရင်လွန်ဆင်းနေတဲ့ကြားကပြည်သူလူထုဟာအလူလေးရှင်တန်ကြအောင်မှာဖြစ်ပါတယ်။လက်နက်ကင်လက်စင်ပေါ်ပြူလာဖြစ်လာမှုမှာလက်နက်စက်ရုံပိုင်ဆိုင်ထားတဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေကဩဇာကြည်လာတာဆင်းတော့မဆင်းပါဘူး။၂023ဒီဇင်ဘာလ၈ရက်နေ့က Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာဖော်ပြခဲ့တဲ့ဆရာမင်းသီးရဲ့ဗမာပြည်မှတိလက်နက်ဩဇာရှစ်ထွန်လာနိုင်တဲ့ဝါဆိုတဲ့ဆောင်းဘက်ကိုတင်ပြတော့တာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။